ကျွန်တော်တို့ဒီစက်တလာဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့မပြောခင်မှာဒီစက်တလာဝိုင်းမှာအစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်တဲ့နေနံပိုင်ရှင်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့စက်တလာဝိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတို့အနေနဲ့အစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်ရမယ့်လာတလာပဲဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေ တို့အနေနဲ့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ဘာကိစ္စကိုမစိုးလောက်တော့မယ်ဆိုလို့ရှိရင်တော့ခံစားစိတ်ခံစားချက်ကိုရှင်းတန်းတင်တာမျိုးတွေเนาะပြီးတော့မိမိရဲ့ခုနကတော့အဲခုနကတော့ဒေါသထွက်တတ်တဲ့လူတွေစိတ်မြန်လက်မြန်ဆုံးဖြတ်တတ်တဲ့လူတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗုဒ္ဓဟူယာဟူသာသမီမိတ်ဆွေတို့အနေနဲ့အမားတွေများစွာနဲ့ကြုံရတတ်တယ် အဲ့တော့ကျွန်တော်တို့ဒီတလားစာမှာเนาะဒီကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနိုင်တဲ့အကြောင်းကိုကျွန်တော်ပြောပေးနေတယ်ဆိုတာကကျွန်တော်တို့ခုနကညံ့နေတဲ့သူတွေကိုဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ပဲねเนาะဘာဘိုးပဲလှုပ်လှုပ်တကယ်လှုပ်လှုပ်နေတဲ့သူတွေမှာဒုက္ခတွေကြုံတွေ့ရမှာဆိုလို့ကျွန်တော်တို့အနေနဲ့ဒါအဆအဆအရာရာဆောင်းရံရှောင်းရံလေးတွေနေထိုင် နေထိုင်မှုပေါ့နော်ဒါကျွန်တော်ပြောပြပေးခြင်းဖြစ်တယ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒုက္ခဖြစ်ပါစေဆိုတဲ့ရောက်ပါစေဆိုတဲ့ပုံစံနဲ့ဒါကျွန်တော်တို့သုံးသပ်ပြီးတော့ဟောပြောပြသခြင်းမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဒီ ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်တော့ကံကိုပုံးပြီးတော့စူးပုံနေတဲ့အလုံမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေပမာဏအများကြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုလည်းပဲရှောင်ရှားတင်တယ်မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာဘာသာရေးတွေကိုပိုးလောက်တင်တယ်အဓိဋ္ဌာန်တွေဝင်တင်တယ်အဲ့တော့ပြောရအချုပ်အဖြစ်ပြောရမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေကိုများများလောက်ကင်တင်သောနေ့နံပိုင်းရှင်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်အကောင်နဲ့ ဲ့အစိုးနဲ့ဒွန်တွဲနေတဲ့နေနံပိုင်ရှင်တွေကတော့ကျွန်တော်တို့တနင်္လာသားသမီးတောက်ကြသားသမီးစနေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအကောင်းနဲ့အစိုးနဲ့ဒွန်တွဲနေတဲ့ဒါလာတလာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာဝိုင်းဆိုတဲ့ကာလမှာအလုပ်တွေလုပ်တော့မယ်ဆိုလို့ရှိရင်တော့ မိတ်ဆွေတို့အနေနဲ့တေချာလေးစဉ်းစားပြီးတော့เนาะတေချာလေးသုံးသပ်မယ်တန်းဆုံးဖြတ်ပြီးတော့တန်းလောက်ကင်တာမျိုးတွေကိုမလောက်ကင်သေးဘူးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာကเนาะခုနကတော့အကောင့်တဝက်အစိုးတဝက်ရောနှောနေတာမျိုးတွေဒါရှိနေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အလုပ်တွေကိုလောက်တော်တဲ့အခါမှာเนาะခုနကတော့တပတ်လူပြောစကားမျိုးတွေကိုခုနကတော့နားယောင်ပြီးတော့လောက်ကင်တာမျိုးမလောက်ခဲနဲ့မိမိရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့เนาะတေချာလေးသုံးသပ်ပြီးကမှเนาะအဲအလုပ်တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာကိစ္စတွေနဲ့ ပဲဖြစ်ဖြစ်လောက်ကင်ပဲဆိုလို့ရှိရင်တော့အမားလေးတွေဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့တန်နေလာသားသမီးတောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတွေကတော့ဒီ၁၇လပိုင်းမှာเนาะမိတ်ဆွေတို့အနေနဲ့ခုနကတော့ စတုလောက်ကိုင်းတဲ့လုပ်ငန်းမျိုးလေးတွေကိုတတိထားပြီးတော့လောက်ကိုင်းတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစတလာပိုင်းမှာကံကောင်းဆုံးနေနံပန်းရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြာသာပရိသားသမီးအင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကတော့အဆအဆအရာရာမိတ်ဆွေတို့အနေနဲ့အရန်ကြီးကုဏတော့အားထုတ်เสียအားဆိုင်เสียမလိုဘဲနဲ့ပုံမှန်လေးစူးစမ်းမယ်ဆိုရင်ကျွန်တော်ရဲ့ဒီတနင်္ဂနွေကြာသာပရိအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာ ာเนาะအစအစအရာရာအစဉ်ပြေမှုတွေအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးအင်္ဂါသားသမီးကြာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့အလောက်ကင်တွေကိုလောက်ကင်တော့မယ်ဆိုရင်တော့ရဲရဲဝုန်းဝုန်းနဲ့เนาะမိမိတို့ဒီဆုံးဖြတ်ချက်ချပြီးပြီဆိုရင်စတင်ပြီးတော့အကောင့်ထဲဖောပြီးတော့လောက်ကင်တာမျိုးတွေကိုလောက်ကင်တဲ့ချီတုံချတုံမလောက်ဖဲနဲ့ခုနကတော့ တတွေဝင်းနေတာမျိုးတွေမလုပ်ဖဲနဲ့မိတ်ဆွေတို့အနေနဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေကြာသာပတိအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာเนาะအစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါလေအဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲပေါ့เนาะကျွန်တော်ရဲ့ဒီမိတ်ဆွေခုနှစ်ရက်သားသမီးတွေအားလုံးတို့ကျွန်တော်တလားစာဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုလည်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုเนาะအဲဒီ ဒီ9ရက်သားသမီးမိတ်ဆွေတွေအားလုံးတို့ဟောစရံဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်နေတဲ့ခုနက9ရက်သားသမီးတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တနေ့ချင်းစီတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းဆိုတဲ့ကာလမှာเนาะအဆိုးဟူသမျှဝေးလွှင့်ပါစီကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစီမိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းတွေဖြောင်းယူတာယာပြီးတော့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပါစီလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်စက်တလာ ားပိုင်းအတွက်အကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်